္လာညချမ်းလေးပါရှင်မြို့တော်ရဲ့မလ22ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့စစ်ကောင်စီကနေနေတဲ့ထိဝင်ပြီးအမျိုးသမီး9ဦးကိုပေါ်တာဆွဲတဲ့သတင်းအပူဆုံးမြို့စရင်နယ်၄ရက်ဆက်တိုက်ပါဝင်နေတာကြောင့်တကြီးရွယ်ဦးတွေနဲ့ကလေးငယ်တွေတိတ်ဆုံးမှုတွေအထိရှိလာနေတဲ့သတင်းငြိမ်းချမ်းရေးဆွေးနွေးပွဲစကားပိုင်းကိုနေပြည်တော်မှာပြုလုပ်မဲ့တဲ့ရင် ီကစစ်မှုထမ်းပါလို့ရှောင်နေကြတဲ့လူငယ်တွေကိုစရင်ကောက်ယူတာတွေနဲ့မိသားစုကိုချင်းချောက်ပြီးပြန်ခေါ်ခိုင်းတာတွေပြုလုပ်နေတဲ့တဲ့။ဆန်ရှင်ပြုလုပ်ပြီးဖိအားပေးနေခြင်းမှမအောင်မြင်နိုင်ကြောင်းနဲ့နိုင်ငံရေးအရာတည်ငြိမ်အေးချမ်းမှုမရှိရင်ရင်းနှီးမြှုပ်နှံမှုလာဖို့ဘလို့မှမရှိဘူးလို့စစ်ကောင်းဆောင်ပြောတဲ့တဲ့။သမတချွန်းကပြိုင်ပွဲဟောင်းနေဖြစ်တဲ့ကင်မလာဟဲရင်နဲ့ဟီလာရီကလင်တန်တို့ကို လုံခြုံရေးအဆောက်အအုံတွေဆောင်ရွက်ပေးထားမှုကိုဖော်ရှားတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကနေနေတဲ့အထိဝင်ပြီးအမျိုးသမီး၅ဦးကိုပေါ်တာဆွဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းခံကောမြို့ပေါ်ရက်ွက်တွေကအမျိုးသမီး၅ဦးကို မလ၁၉ရက်နေ့ညတကောင်ရဲ့အချိန်ကနေအထိ လာရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့မြို့တော်ကစုံစမ်းသိရှိရပါတယ်။ ဖမ်းဆီးခံရတဲ့အမျိုးသမီး၅ဦးစလုံးကို အခန်းတစ်ခုအတွင်ညနာကိုပဝါစီကတညာလုံးပိတ်လောင်ထားတယ်လို့သိရပြီးဖမ်းဆီးခံရတဲ့၅ဦးအနက်တဦးကိုမတ်လ20ရက်နေ့ကပြန်လွှတ်ပေးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။အဖမ်းခံရတဲ့အမျိုးသမီး၅ဦးထဲမှာဝန်ထမ်းတဦးပါတယ်။အဲ့ဒီဝန်ထမ်းကို20ရက်နေ့မနက်ပိုင်းမှာပြန်လွှတ်လိုက်တယ်ကျန်တဲ့၄ယောက်ကတော့အခုထိပြန်မလွတ်သေးဘူးလို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ် ဒါအပြင်ကံကောင်းမျိုးပေါ်ရက်ွက်ကလူငယ်တွေကိုလည်းခလာရ90ရဲ့ view ဟာမူဘုံမုတ်စိတ်ကဥဆောင်ပြီးပေါ်တာဆွဲဖို့ပြင်ဆင်နေတယ်လို့စီရီသတင်းရင်းမြစ်တွေကနေတဆင့်တီးရပါတယ်။ကံကောင်းမျိုးပေါ်ရက်ွက်တင်မကပဲအနီးပတ်ဝန်းကျင်ကျေးရွာတွေကိုပါလိုက်လံပေါ်တာဆွဲမယ်လို့သတင်းတွေထွက်ပေါ်နေပြီးကံကောင်းကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုဟာလည်းမြို့ရဲ့တောင်ဘက်ရှောက်ပင်ရွာမှာအထိုင်ချတက်ဆွဲနေတာကြောင့်လူငယ်တွေအပါအဝင်ပြည်သူအများအပြားဟာ နေရဆုတ်ခွာပြီးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အပူဆုံးမြို့စရင်တဲ့၄ရက်ဆက်တိုက်ပါဝင်နေတာကြောင့်တက်ကြီးရွယ်အိုတွေနဲ့ကလေးတငယ်တွေတေဆုံးမှုတွေအထိရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းနယ်ကကမ္ဘာအပူဆုံးမြို့၃မြို့စရင်ထဲမှာ၄ရက်ဆက်တိုက်ပါဝင်နေတဲ့၆မြို့နယ်ဟာ အပူချိန်မြင်မာလာမှုကြောင့်တက်ကြီးရွယ်ဦးတွေနဲ့ကျမရေးချို့တဲ့သူတွေတိတ်ဆုံးမှုတွေအထိရှိနေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ချောင်းမြို့ဟာမလ18ရက်နေ့ကစတင်ပြီးကမ္ဘာအပူဆုံးမြို့စည်ရင်ရဲ့10ခုမြောက်မှာစတင်ပါဝင်ခဲ့ကအဆင့်3ကို၄ရက်ဆက်တိုက်ပါဝင်နေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကအကောင်းကြီးကနေအကျောတွေတက်ပြီးစုံသွားတာ။ဘာယောဂါမှမရှိဘူး။အရင်ကတော့အရက်တောက်တာရှိတယ်။အခုကမတောက်တာကြပါဘူး။ အပူချိန်ကြောင့်အကျောတက်ပြီးဆုံးတာလို့၆မြို့နယ်ဒေသခံတဦးကမြို့တော်ကို ပြောပါရယ်မလ၁၈ရက်နေ့နဲ့၁၉ရက်နေ့တွေမှာ၆မြို့ဟာကမ္ဘာအပူဆုံးစရင်ရဲ့အဆင့်နှစ်နေရာမှာတရှိနေပြီးမလ၂၀ရက်နေ့မှာ53.4ဒီဂရီ စင်တီဂရိတ်နဲ့အဆင့်3နေရာကို၄ရက်ဆက်တိုက်ရောက်ရှိနေကြတာပဲဖြစ်ပါရယ်အပူချိန်မြင့်တက်လာမှုကြောင့်၆မြို့နယ်ရဲ့တချို့ကျေးရွာတွေမှာရေရှားပမှုတံကိုလည်းအလူအလဲခံနေကြရတယ်လို့ ဒေတာတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ကမ္ဘာအပူဆုံးမြို့ဆယ်မြို့နယ်စည်ရင်မှာ မာလီနိုင်ငံမှမြို့နှမြို့၊မြန်မာနိုင်ငံမှမြို့နှမြို့၊ထိုင်းနိုင်ငံမှမြို့တမြို့၊နိုင်ဂျာနိုင်ငံမှမြို့လေးမြို့နဲ့စီနီဂေါနိုင်ငံမှမြို့တမြို့တို့ပါဝင်ကြောင်းအယ်ရိုရာရိုဝေဒါရဲ့ဖော်ပြချက်အရသိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းကိုနေပြည်တော်မှာပြုလုပ်မဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ NSPNC EAO တွေနဲ့နိုင်ငံရေးပါတီတို့သုံးဖွဲ့ဆိုင်ပါဝင်တဲ့ Peace.2025 ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကိုနေပြည်တော်မှာ၃ရက်ကြာပြုလုပ်သွားမယ်လို့သိရှိရပါတယ်။အဲ့ဒီငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကိုအခုမတ်လ24ရက်နေ့ကနေမတ်လ26ရက်နေ့အထိ၃ရက်တိုင်နေပြည်တော်မှာရှိတဲ့ MICC2 မှာကျင်းပသွားမှာဖြစ်ပြီးငြိမ်းချမ်းသောနိုင်ငံတော်တက်စီတို့ခေါင်းစဉ်နဲ့ကနအလိုက်တက်သည့်ပညာရှင်တွေကပါဝင်ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ဆိုပါတယ်။ Peace.2025 ရေးချမ်းရေးစကားဝိုင်းကိုပြည်တွင်းမှာရှိနေကြတဲ့ EAO အဖွဲ့၅ဖွဲ့နိုင်ငံရေးပါတီတွေကပုံကိုယ်တွေနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC ကတာဝန်ရှိပုံကိုယ်တွေနဲ့ရခိုင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုတက်ရောက်လှုံ့ဆော်ခဲ့မှုတဲ့ပုံကိုယ်တွေစုံလင်စွာတက်ရောက်ဖို့ရှိနေတယ်လို့သိရှိရပါတယ်။ဒါကစစ်ကောင်စီတပ်တန်း၄နှစ်တာကာလအတွင်းမှာဖြစ်ပေါ်လာတဲ့တပ်ဆိုင်ရာနေပယ်ကဏ္ဍအသီးသီးကပုံကိုယ်တွေပါဝင်တက်ရောက်ဖို့ရှိနေတဲ့ peace.2025 ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းမှာဒီစကားဝိုင်းမှာ NSPNC ကတာဝန်ရှိသူတွေပါမယ် EAO တွေပါမယ်နိုင်ငံရေးပါတီတွေပါမယ်ငြိမ်းချမ်းရေးမှာဟိုးရခိုင်ကလေးကထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သူတွေပါမယ်တက်သည့်ပညာရှင်တွေပါမယ်နောက်တစ်ခါတိုင်းရင်းသားအဖွဲ့အစည်းတွေကဖိတ်ကြားတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေပါမယ်လို့သိရှိရပါတယ်လို့ peace.2025 ငြိမ်းချမ်းရေးစကားဝိုင်းကိုတက်ရောက်မဲ့ တက်သည့်ပညာရှင်တယောက်ကပြောတာကိုမီဒီယာက ဖော်ပြထားပါတယ်။အခုရပိုင်းအတွင်းမှာကျင်းပမဲ့ Peace.2025 ငြိမ်းချမ်းရေးစကားဝိုင်းမှာဂရုနှစ်ခုဖွဲ့ပြီးဆွေးနွေးသွားဖို့ရှိနေတယ်လို့သိရပြီးအဲ့ဒီဂရုတွေကတော့နိုင်ငံရေးကဏ္ဍဆွေးနွေးမှုနဲ့နောက်တစ်ခုကတော့စီးပွားရေးနဲ့လူမှုရေးကဏ္ဍဆွေးနွေးမှုတို့ဖြစ်တယ်လို့သိရှိရပါတယ်။နေပြည်တော်မှာကျင်းပပြုလုပ်မဲ့ Peace.2025 ငြိမ်းချမ်းရေးစကားဝိုင်းကို NSPNC EAO တွေနဲ့နိုင်ငံရေးပါတီ၃ဖွဲ့ဆိုင်အဖွဲ့အစည်းတွေအပါအဝင် သတင်းမီဒီယာအဖွဲ့အစည်းတွေလည်းတက်ရောက်မှာဖြစ်ပြီးအဖွဲ့အစည်းပေါင်း120ခန်းကတက်ရောက်ကြဖို့ရှိနေတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကစစ်မှုထမ်းပါလို့ရှောင်နေကြတဲ့လူငယ်တွေကိုစရင်ကောက်ယူတာတွေနဲ့မိသားစုကိုချင်းချောက်ပြီးပြန်ခေါ်ခိုင်းတာတွေပြုလုပ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AOR တိုင်းနယ်ကမြို့နယ်တွေဖြစ်တဲ့ရေကြီး၊ဟင်္ဒရာ၊တာပေါင်း၊လေးမျက်နှာနဲ့ငတိုင်းချောင်းမြို့နယ်တွေမှာ စစ်ကောင်စီကစစ်မှုထမ်းတိမ်းရှောင်နေသူတွေရဲ့နေအိမ်တွေကိုတွားရောက်ပြီးစည်ရင်းကောက်ယူတာတွေနဲ့မိသားစုကိုချင်းချောက်ပြန်ခေါ်ခိုင်းတာတွေပြုလုပ်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့မတ်လ19ရက်နေ့ကစပြီးရေကြည်မြို့နယ်ကုန်းပြင်ရဲစခန်းကရဲတပ်သားတွေဟာကျေးရွာအတွင်းကစစ်မှုထမ်းစည်ရင်းပါလို့တိမ်းရှောင်နေသူတွေရဲ့နေအိမ်တွေကိုဝင်ရောက်ပြီးချင်းချောက်ခေါ်ခိုင်းတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်။ ရဲတွေကအသက်ပြစ်ပြီးစစ်မှုထမ်းရှောင်နေတဲ့သူတွေကို ပြန်ခေါ်ပေးဖို့လိုက်ပြောတာတကယ်လို့သူတို့ခေါ်တဲ့အချိန်အိမ်မှာမရှိရင်ဝရမ်းထုတ်ပြီးဖမ်းမယ်ဘဲမှပြေးလို့မလွတ်နိုင်ဘူးဒါကြောင့်အမြန်ပြန်ခေါ်ပေးလို့ပြောသွားတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်ငတိုင်းချောင်းမြို့နယ်မှာလည်းရခိုင်ကမဲနိုင်ပြီးရွေးချယ်ခဲ့ရကအခုနောက်ပိုင်းမြို့နယ်စီမံအဖွဲ့ကဓာတ်ရိုက်ခေါ်ယူတာတွေလုပ်နေလို့ကျေးရွာကလူငယ်တွေအကုန်ရှောင်တိန်နေကြရတာလို့ဒေသခံတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ် အဆိုပါထွက်ပြေးတိတ်ရှောင်နေတဲ့လူငယ်တွေကိုဝရမ်းပြေးအဖြစ်ကျင်းသာပြီးဖမ်းမယ်လို့လဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကချိန်ချောက်ထားကြောင်းသိရပါတယ်။ငတိုင်းချောင်းဘက်မှာလူငယ်မရှိတော့ဘူး။အကုန်ပြေးကုန်ပြီးသူတို့ကလူငယ်မှန်ရင်အထက်ကစားပါတယ်ဆိုပြီးရှောက်ဖမ်းတာ။အရင်တုန်းကရွာတွေမှာမဲနိုင်ပြီးမဲပေါက်တဲ့သူရှိရင်အဲ့တလကျန်တဲ့သူတွေစိတ်အေးရတယ်။အခုကမဲမနိုင်ပဲအထက်ကခေါ်ရာဆိုပြီးလာဖမ်းတော့ဘသူမှစိတ်မအေးရဘူး။အကုန်ပြေးရတာလို့ငတိုင်းချောင်းမျိုးခံတအူးကမျိုးတော်ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ဒုစစ်ခေါင်းဆောင်ဆိုဝင်းကတော့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးအောက်ခြေမှာမတမာမှုတွေရှိနေလို့နေ့စဉ်ပြည်တနာတွေဖြစ်ရှင်းနေရတယ်လို့မလ20ရက်နေ့ကကလောတက်နယ်ကတက်မိသားစုနဲ့တွေ့ဆုံစင်မှာဝန်ခံသွားခဲ့ပါသေးတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆန်ရှင်လုတ်ပြီးဖျားပေးနေခြင်းမှမအောင်မြင်နိုင်ကြောင်းနဲ့နိုင်ငံရေးအရာတည်ငြိမ်အေးချမ်းမှုမရှိရင်ရင်းနှီးမြှုပ်နှံမှုလာဖို့ဘလို့မှမရှိဘူးလို့စစ်ကောင်းဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ နေပြည်တော်ကမြန်မာအပြည်ပြည်ဆိုင်ရာကွန်မန်းရှင်းဗဟိုဌာနတက်မှာဒီကနေ့မတ်လ22ရက်နေ့မနက်ပိုင်းမှာပြုလုပ်ခဲ့တဲ့2025အလောဗဟုဝင်ရိုးကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမည့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသုံးသက်ဆွေးနွေးပွဲဖွင့်ပွဲမှာစီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကအခွင့်အမှာစကားပြောကြားခဲ့ပါတယ်။အမှာစကားမှာစီကောင်းဆောင်ကမြန်မာနိုင်ငံအားစီးပွားရေးတန်ခတ်ပိတ်ဆို့မှုဆန့်ရှင်လုပ်ပြီးဖိအားပေးနေခြင်းမှာမအောင်မြင်နိုင်သောပြောဆိုခဲ့ပါတယ်။ သူကကျွန်တော်တို့အပေါ်မှာဆန်ရှင်လုပ်တဲ့အတွက်ကြောင့်နင်းနေအခက်အခဲတော့ရှိပါတယ်။စီးပွားရေးပိတ်ဆို့ပြီးကျွန်တော်တို့အပေါ်မှာဖိအားပေးတာမျိုးကတော့ဘလို့မှမအောင်မြင်နိုင်ဘူး။အခုလဲကျွန်တော်တို့အပေါ်မှာဆန်ရှင်လုပ်ထားတာကိုနီးကိုဟန်နဲ့ကြော်လွှားနေကြတာ။ဒီလိုဖြည့်ရှင်းလို့ရနေတာအခက်အခဲကတော့ရှိတာမှန်နေ။သို့တော်လည်းပဲဖြည့်ရှင်းလို့ရနေတယ်လို့ပြောကြခဲ့တာပါ။ဒါအပြင်ရင်းနှီးမြှုပ်နှံမှုကအာမခံချက်ရှိဖို့လိုပါတယ်။ နိုင်ငံရေးအရာတည်ငြိမ်အေးချမ်းမှုမရှိရင်ရင်းနှီးမြှုပ်နှံမှုလာဖို့ဘလို့မှမရှိဘူးဟိုနာဆူဆူပူပူဒီနာဆူဆူပူပူဖြစ်ဆိုလဲနိုင်ငံရေးအရာ ဖြစ်လို့ရှိရင်လဲနောက်တော့နေမှာပေါ့နော်ဒီလိုပဲအကြမ်းဖက်မှုတွေတိုက်ခိုက်မှုတွေရှိနေလို့လုံခြုံမှုမရှိရင်လဲရင်းနှီးမြှုပ်နှံမှုဘယ်သူမှလာလုံနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့တိုင်းပြည်တကယ်တိုးတက်စေချင်တယ်ဆိုလို့ရှိရင်ယင်းဒီမြုံနံမှုတွေလုံနိုင်ဖို့အတွက်နိုင်ငံရေးမှာလည်းတည်ငြိမ်အေးချမ်းမှု ရှိအောင် လုံခြုံရေးတည်ငြိမ်အေးချမ်းမှုရှိအောင်လှုပ်ဖို့လိုပါတယ်လို့ပြောကြားခဲ့တာပါစေကောင်းဆောင်ရဲ့အဖွဲ့မှစကားနဲ့ပတ်သက်ပြီးစီဒီအမ်မူဘူးဆွဲတော်ကိုမြို့တော်ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့အဓိကကတော့သူပြောတဲ့အထဲမှာဆန်ရှင်ကိုကြော်နိုင်နေဆိုပေမဲ့ဆန်ရှင်အလုတ်ခံရမှာကိုကြောက်နေတာကိုတွေ့ရပါတယ်အရင်နဝတနာအဖလက်ထက်ကတော့ဆန်ရှင်တွေကိုတရုတ်နိုင်ငံအကူအညီနဲ့ကြော်ခဲ့တာတွေ့ရတယ်မြန်မာကထွက်တဲ့တယံဇာတတွေကိုပေါ်ချောင်ကောင်းရတဲ့တရုတ်ကစစ်အစိုးရကိုအဓိကကူညီသွားတာပေါ့ အကြမ်းဖက်တိုက်ခတ်မှုတွေရှိရင်ယင်းနှမြုံနှံမှုတွေမလာဘူးလို့ပြောတာလည်းတွေ့ပါတယ်။ဒီဖြစ်စဉ်တွေက သူအာနာသိန်းတို့ဖြစ်လာတဲ့အကျိုးဆက်တွေဆိုတော့ယင်းနှမြုံနှံမှုတွေမလာအောင်လုပ်တဲ့အဓိကတရက်ခန်းကသူပါပဲလို့မြို့တော်ကပြောပါတယ်။ဆွေးနွေးပွဲကိုစစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနကကြီးကြပ်ပြီးညမပုံရိပ်ဖုံညွင့်ရေးအဖွဲ့ညမနရီတီတင်ထက်အဖွဲ့ကစီစဉ်ကျင်းပခြင်းဖြစ်ကြောင်းနိုင်ငံအတွက်အရေးကြီးတဲ့အချိန်ကာလမှာပြောင်းလဲနေတဲ့ကဘာကြီးနဲ့လိုက်ရောညီထွေစွာနဲ့ မြန်မာနိုင်ငံကိုရှေ့သို့လှမ်းချနိုင်ရန်အတွက်အခုဆွေးနွေးပွဲကြီးကို အချိန်ကကြိုးပမ်းစီစဉ်အကောင့်ထည့်ဖို့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တမတာထရန့်ကပြိုင်ပတ်ဟောင်းနေဖြစ်တဲ့ကင်မလာဟဲလင်းနဲ့ဟီလာရီကလင်တန်တို့ကိုလုံခြုံရေးအဆောက်အအုံတွေဆောင်ရွက် ပေးထားမှုကိုဖော်ရှားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်တမတာဒေါ်နယ်ထရန့်ဟာမနေ့ကမတ်လ22ရက်နေ့မှာဒုတိယတမတာဟောင်းကင်မလာဟဲလင်းနဲ့ နိုင်ငံသား၏ဝန်ကြီးဟောင်းဟီလာရီကလင်တန်တို့အပါအဝင်သူ့ရဲ့ဒီမိုကရက်တစ်ပြိုင်ဘက်တွေကိုစန့်ကျင်နေနောက်ဆုံးလှုပ်ရှားမှုအဖြစ်အစိုးရအစီအစဉ်နဲ့လုံခြုံရေးအဆောက်အအုံဆောင်ရွက်ပေးထားမှုကိုဖော်ရှားခဲ့ပါတယ်။ဖော်ရှားမှုတွေထဲမှာတမတဟောင်းဂျိုးဘိုင်နဲ့အတူလုံခြုံရေးအဆောက်အအုံတွေကိုလည်းဖော်ရှားခဲ့တာပါဝင်ပါသေးတယ်။ကျဟာ2016ခုနှစ်ကတမတရွေးကောက်ပွဲမှာပြိုင်ဘက်ဖြစ်ခဲ့တဲ့ဟီလာရီကလင်တန်နဲ့မနစ်ကရွေးကောက်ပွဲမှာပြိုင်ဘက်ဖြစ်ခဲ့တဲ့ကင်မလာဟဲရစ်တို့ကိုအနိုင်ယူခဲ့တာပါ နိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက်အဲ့ဒီပုံကိုယ်တွေအတွက်ပေးထားတဲ့လုံခြုံရေးတွေမရှိတော့ဘူးလို့သူကဆုံးဖြတ်ထားကြောင်းနိုင်ငံသားရေးဝန်ကြီးဟောင်းအန်တိုနီဘလင်ကန်လဲပါဝင်တဲ့မလ22ရက်နေ့နှောင်းပိုင်းကထုတ်ပြန်မှုမှာ Trump ကပြောကြားခဲ့တာပါလုံခြုံရေးရုပ်သိမ်းမှုတွေဟာချက်ချင်းအကျိုးသက်ရောက်မှုမရှိနိုင်ပေမဲ့လည်း Trump ကသူ့ရဲ့ပြိုင်ဘက်ဟောင်းတွေကိုလက်စားချေဖို့ကြိုးပမ်းနေခြင်း ဝါရှင်တန်မှာကြီးထွားလာနိုင်တဲ့နိုင်ငံရေးအကွဲအပြည့်ရဲ့နောက်ထပ်လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ထရန့်ဟာသူ့ရဲ့ဘမင်စတာနယူးဂျာစီကောက်ကင်းကိုသတင်းပတ်ကုံရက်ကရောက်ရှိလာခဲ့ပြီးတဲ့နောက်နိုင်ပိုင်းအကြမှာအဆိုပါထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ထရန့်က Republican ကိုယ်စားလှယ်ဟောင်းလီချန်နီအိမ်ပြတော်အမျိုးသားလုံခြုံရေးအကြံပေးဟောင်းဂျိတ်ဆူလီဗန်နဲ့သူ့ရဲ့ပထမသမတတက်တန်းအတွင်အမျိုးသားလုံခြုံရေးကောင်စီမှတာဝန်ထမ်းဆောင်ခဲ့တဲ့ ရုရှားအရေးကျွမ်းကျင်သူ PO နာအီတို့ကိုလည်းပြစ်မှတ်ထားခဲ့တာကို တွေ့ရပါတယ်။သတင်းပေးသူတွေကိုကိုစားပြုတဲ့ဝါရှင်တန်ရှိအမျိုးသားလုံခြုံရေးရှိနေမတ်ဇိန်နဲ့ထရန့်ကိုပြတ်သားစွာဝေဖန်သူ Republican အမတ်ဟောင်းအရန်ကိုင်စင်ကာတို့ဟာလည်းသူတို့ကိုပေးထားတဲ့လုံခြုံရေးအဆောက်အအုံတွေဖိရှားခံရတဲ့အထင်မှာပါဝင်နေပါတယ်။ဘိုင်နန်အတွက်လုံခြုံရေးအဆောက်အအုံတွေဖိရှားခံခဲ့ရပြီးမှသမတဟောင်းဘက်ကလည်းအမေရိကန်ထောက်လှမ်းရေးထံ အစီအလာတိုင်းဝင်ရောက်ခွင့်ကိုညှင်းပယ်ခဲ့ပါတယ်ရှင်။ယူရိုရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့ရော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းမြို့ရော်ရဲ့အဖွဲ့သားများကစုမုံကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။